ရသခင်ယေရှုတော်ချီးမွမ်းပါれကျောင်းနှုတ်ကပတ်တော်အားဖြင့်သူတို့ကအစဉ်ချင်းခွန်အားယူဖို့ရန်အတွက်ကပ္ပဝချံခန်းကြီး90အပိုင်ငယ်20သင်တို့သည်ကျွန်ုပ်ကိုညှင်းဆဲမိကြံကြတော်လေဖျားသခင်သည်ယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကယေရှုပြုမိကြံတော်မူ၏ကျောင်းဒီနှုတ်ကပတ်တော်ကတော့ရောသက်ပြောတဲ့စကားဖြစ်ပါတယ် ယောသက်ကသူ့ရဲ့ညီအစ်ကိုတွေကို ပြောတယ်။သင်တို့ဟာကျွန်ုပ်ကိုညှင်းဆဲဖို့ရန်အတွက်ကြံစီပြီးတော့ကျွန်ုပ်ကိုအေဂူတူတိုင်းပြည်ကိုရောင်းစားခဲ့တယ်။အေဂူတူတိုင်းပြည်ကိုရောင်းစားပြီးတော့အေဂူတူတိုင်းပြည်မှာဒုက္ခဆင်းရဲခြင်းတွေနဲ့သူအသက်သေဆုံးသွားတဲ့ ठी ကိုရောက်ဖို့ရန်အတွက်ယောသက်ကိုကြံခဲ့ပါတယ်။ယောသက်ကိုဒုက္ခရောက်ဖို့ပျက်စီးဖို့အသက်သေဆုံးတဲ့ ठी နောက်ဆုံးမှာသူ့ရဲ့ဘဝဆုံးသွားဖို့သူ့ကိုယ်တွေကကြံစီခဲ့ပါတယ်။ ရောသက်ကလည်းပြန်ပြောပါလေကျွန်ုပ်ကိုညှင်းဆဲဖို့ကြံတော်ညားလေတဲ့ဖယားသခင်ကအဲ့ဒါကိုပြောင်းလဲပြစ်လိုက်တယ်သင်တို့ကကျွန်ုပ်ကိုညှင်းဆဲဖို့ကြံတော်ညားလေဖယားသခင်ကအဲ့ဒီညှင်းဆဲခြင်းအကြံကိုဖယားသခင်ကကျေးဇူးပြုလိုက်တယ်ဖယားသခင်ကကျွန်တော်အသက်တာကိုပြောင်းလဲပြစ်တာဖြစ်ပါလေယောသက်ကိုသူ့အဖေယာကုပ်ကမျက်နှာသာပေးတဲ့အခါမှာအကိုတွေကမကျေနပ်ဘူးဒါကြောင့်မို့ယောသက်ကိုတတ်ဖို့ရန်အတွက်အမြဲတမ်းအညှိုးထားတယ် နောက်ဆုံးမှာယောသက်ကိုအေဂုတုတိုင်းပြည်ကိုရောင်းစားပလိုက်တယ်။သေခြင်းသေသူမှသူဖြစ်ချင်တာဖြစ်ဆိုပြီးတော့ရောင်းစားပလိုက်ပါတယ်။တကယ်တော့သူ့ကိုယ်တွေကယောသက်အပေါ်မကောင်းကြံတာပါ။ဒါပေမဲ့အဲ့ဒီမကောင်းတဲ့အကြံစီကိုဘုရားသခင်ကကောင်းအောင်ပြန်ပြီးတော့ပြောင်းလဲပြစ်လိုက်တယ်။ကျွန်တော်တို့ရဲ့ဘဝအတ္တတာထဲမှာလည်းအခြားသောသူတွေကကျွန်တော်တို့အပေါ်မှာမကောင်းကြံတော့ညာလဲဘုရားသခင်ကကျွန်တော်ကိုအကောင်းဘက်ကိုပြန်ပြောင်းလဲပြစ်မှာဖြစ်ပါတယ်။သင်ရဲ့အတ္တတာထဲမှာသင်ကယောသက်ကဲ့သို့ ယုံကြည်ခြင်းရှိမယ်ဖះပေါ်မှာယောသက်ကဲ့သို့ဖះပေါ်မှာမျှော်လင့်ခြင်းရှိမယ်ဘဝကြီးကိုခါသိမသွားဘူးအကိုရိပေါ်မှာသူ့ကိုဒုက္ခရောက်အောင်လုပ်တဲ့သူတွေပေါ်မှာသူကမမုန်းတီးပါဘူးပြန်ပြီးတော့သူ့အကိုရိကိုကျေးဇူးပြုပါသေးတယ်သူကောင်းစားတဲ့အခါမှာအဲဂရုတိုင်းပြည်မှာဘယင်ခံဖြစ်တဲ့အခါမှာသူ့အကိုရိရဲ့မိသားစုသူ့အကိုရိရဲ့သားသမီးတွေကိုသူကကျွေးမွေးဖို့ရန်အတွက်သူကကျေးဇူးပြုခဲ့ပါတယ်ဒါကြောင့်မသင်ရယောသက်ကဲ့သို့ကောင်းတဲ့စိတ်နေသဘောထားရှိမယ် ။သင်ပေါ်မှာမတရားပြုမှုတဲ့သူတွေကိုသင်ဟာခွန့်လုံမယ်။ကောင်းတဲ့စိတ်နဲ့သဘောထားနဲ့တုံ့ပြန်မယ်။ဖះပေါ်မှာယုံကြည်ခြင်းရှိမယ်ဆိုရင်ဖះသခင်ကသင်မှာကြောက်ရွံ့တဲ့အဆိုးတွေကိုအကောင်းဘက်ကိုပြောင်းလဲပြစ်မှာဖြစ်ပါတယ်။လူတွေကသင်ကိုဆိုးဝါးသွားအောင်၊ဆုတ်ယုတ်သွားအောင်၊ပျက်စီးသွားအောင်ကြံစီတော်ညာလဲ။အဲ့ဒီဆိုးဝါးခြင်းတွေပျက်စီးမဲ့ကိစ္စတွေတည်းကနေပြီးတော့ဖះသခင်ကအကောင်းဘက်ကိုပြန်ပြီးတော့ပြောင်းလဲစေမှာဖြစ်ပါတယ်။ဖះသခင်ကကျွန်တော်တို့ကိုဒီလောကကြီးထဲမှာ အခက်ခဲမကြုံရဘူးပြဿနာတွေမတွေ့ရဘူးလို့ဂတိမပေးထားပါဘူးဒါပေမဲ့အဲ့ဒီအခက်ခဲတွေထဲမှာဖခင်ကသင်ကိုခွန်အားပေးမယ်ဖခင်ရှင်ဖြစ်ပါတယ်သင်နဲ့အတူရှိတယ်ဖခင်ရှင်ဖြစ်တယ်သင်ပေါ်မှာကြောက်ရွံ့လာမဲ့ဆိုးကျိုးတွေကိုကောင်းကျိုးဖြစ်ဖခင်ကပြောင်းလဲပြစ်မှာဖြစ်ပါတယ်သင်ကယုံကြည်ခြင်းထားရှိမယ်သင်ဘက်ကနေပြီးတော့မှန်ကန်တဲ့နှလုံးသားထားရှိမယ်ဖခင်ပေါ်မှာမျှော်လင့်မယ်သင်ကလူတွေပေါ်မှာအကောင်းဆုံးနှလုံးသားနဲ့ တုံ့ပြန်မယ်ဆိုရင်ဘုရားသခင်ကသင်ရဲ့အဆိုးတွေကိုအချိန်တန်တဲ့အခါမှာသင်ရဲ့ကောင်းကျိုးတွေပြောင်းလဲပြမှာဖြစ်ပါတယ်။ယောသက်ရဲ့အကိုတွေကယောသက်ကိုအေဂရုတန်းပြည်ကိုကျွန်ဖြစ်ရောင်းစားလိုက်ပြီးတော့ယောသက်ဘဝကတော့ဆုံးသွားပြီ။ယောသက်ကတော့ဒီခက်ခဲတွေဒုက္ခဆင်းရဲခြင်းတွေသူများညှင်းဆဲမှုတွေကြားထဲမှာပဲနတ်လန်မထူနိုင်မဲနဲ့ဘဝကတေဆုံးသွားမယ်လို့သူ့ကိုယ်တွေကတွတ်ဆထားပါတယ်။ တို့ရတွင်ယောသက်ကဖျားသခင်ပေါ်မှာယုံကြည်တယ်။သူ့ကိုယ်ဒီပေါ်မှာ तू ကနာကြီးတဲ့စိတ်မထားဘူး။ तू ကလူတိုင်းကို အကောင်းဆုံးသော စိတ်တော်နဲ့တုံ့ပြန်တဲ့အခါမှာဖျားသခင်ကယောသက်ဘက်မှာရှိပြီးတော့သူ့ကိုယ်ဒီကစိုးဝါးစေဖို့ရန်အတွက်ကြံစီတော်ညာလဲဖျားသခင်ကအကောင်းဖြစ်စေဖို့ရန်အတွက်ပြောင်းလဲပြစ်လိုက်ပါလေ။ယောသက်ကိုသူ့ကိုယ်ဒီကအဲဂရုတိုင်းပြည်ကိုကျွန်ဖြစ် ရောင်းစားခဲ့တော်ညာလဲဖျားသခင်ကအဲ့ဒီစိုးဝါးတဲ့အကြံစီကိုအကောင်းဘက်ကိုပြောင်းလဲစေပြီးတော့ ယောသက်ကအေဂရုတိုင်းပြည်ရဲ့ဘရင်ကန်တီဖြစ်လာခဲ့ပါလေလူပေါင်းများစွာအသက်သေဆုံးရမယ်အစာခေါင်းပွားခြင်းကာလကိုယောသက်ကကင်တွယ်ပြီးတော့လူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါလေတို့ဒိုင်လာရဲ့အသက်တော်ကျင်လဲထုံးဒီလကောင်တွေ့ရပါလေဒိုင်လာကို မုံတီးတဲ့ဝင်ကြီးတွေကဒိုင်လာကိုအပြစ်ရှာပါလေဒိုင်လာကဘာအပြစ်မှမရှိဘူးဒိုင်လာကိုအပြစ်ရှာဖို့ရန်အတွက်ဖျားရှိခိုးတဲ့ကိစ္စပဲရှိပါလေ ဒါကြောင့်မို့ဒိုင်လာကိုကြောက်ချဖို့ရန်အတွက်ရှင်ဘီယံကိုသွားပြောတယ်ရက်30တွင်းမှာဘယ်ဖျားကိုမှမကိုးကွယ်ရဘူးအရှင်မင်းကြီးကိုပဲကိုးကွယ်ရမယ်လို့အမိန့်ထုတ်ပါတကယ်တော့သူတို့ကဒိုင်လာကိုကြောက်ချခြင်းလို့ဖြစ်ပါတယ်ရှင်ဘီယံကအမိန့်ထုတ်ပေးလိုက်တယ်ဒိုင်လာကိုကြောက်ချအမှန်မသိပါဘူးရှင်ဘီယံကအမိန့်ထုတ်လိုက်တဲ့အခါမှာဒိုင်လာကိုချောင်းပြီးတော့သူတို့ကဖမ်းတဲ့အခါမှာဒိုင်လာကချင်းတဲ့တွင်းထဲကိုပြစ်ချခြင်းခံရပါတယ်တကယ်တော့ဒိုင်လာကအခြားသောဝင်ကြီးတွေပေါ်မှာဘာအမှားမှမလုပ်ခဲ့ပါဘူး တို့ပေါ်မှာဘာမှအပြစ်မကျူးလွန်ခဲ့ပါဘူးအခြားသောဝင်ကြီးတွေကဒန်ယီလာရဲ့ထူးချွန်ထက်မြက်ခြင်းဒန်ယီလာရဲ့အောင်မြင်ခြင်းကိုတွေ့တဲ့အခါမှာမနာလိုဒါကြောင့်မို့ဒန်ယီလာကိုကြောက်ချတယ်ကျွန်တော်တို့ရဲ့ဘုရားအသက်တာထဲမှာလည်းကျွန်တော်အောင်မြင်တဲ့အခါမှာကျွန်တော်တို့ကိုသူများတွေကမနာလိုကျွန်တော်တို့တိုးတက်တဲ့အခါမှာကျွန်တော်ကသူများထက်သာလွန်တဲ့အခါမှာသင်ကအခြားသောသူတွေရဲ့မနာလိုမုန်းတွေးခြင်းကိုခံရကောင်းခံရနိုင်ပါတယ်ဒန်ယီလာကလည်းအဲ့ဒီတိုင်းခံရတယ်တို့ရတွင်ဒန်ယီလာကမှန်တာကိုဆက်လုပ်တယ် ဘုရားသခင်ကိုကိုးကွယ်နေကြတဲ့အတိုင်းတနေ့သုံးချိန်သူဆုတောင်းတယ်။ချင်းသစ်တွင်းနဲ့ရောက်သွားတဲ့အချိန်မှာဘုရားသခင်ကသူ့ကိုကြွယ်ကာထားတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။တကယ်တော့ဒန်ယေလကိုဒီဝင်ကြီးတွေကချင်းသစ်တွင်းထဲမှာအသက်သေဆုံးသွားဖို့ချင်းသစ်တွေကိုက်စားပြီးတော့သေသွားဖို့ကြံစီခဲ့တာပါ။တို့ရတွင်ဘုရားသခင်ကအဲ့ဒီဆိုးဝါးတဲ့ကိစ္စကိုပြောင်းလဲပစ်လိုက်တယ်။ချင်းသစ်တွင်းထဲမှာဒန်ယေလကချင်းသစ်အကိုက်မခံရတဲ့အပြင်ချင်းသစ်တွင်းထဲကနေပြန်ထွက်လာပြီးတော့မေဒီအမျိုးဒါရီမင်းလက်ထက်တင်မကောက်ဘူး။ ပေရသီအမျိုးကုရုမင်းကြီးလက်ထက်တိုင်အောင်သူကကောင်းစားလျက်နေတယ်လို့တမချန်းစာမှာတွေ့ရပါတယ်။အင်ပါယာအဆက်ဆက်ထိတိုင်အောင်ဖရာရဲ့ချီးမြှောက်ခြင်းကိုခံရတယ်။သူ့အားဖြင့်လည်းဖရာသခင်အသက်ရှင်နေဆိုတဲ့အကြောင်းကအင်ပါယာတစ်ခုပြီးတစ်ခုမှပြန့်နှံ့သွားတယ်ဆိုတဲ့အကြောင်းကိုတမချန်းစာမှာတွေ့ရပါတယ်။ကျောင်းတမချန်းစာထဲမှာမော်ရဂဲအကြောင်းကိုကြည့်တဲ့အခါမှာလဲမော်ရဂဲကနန်းတော်တကားဆောင်ဖြစ်ပါတယ်။နန်းတော်တဲတော်ဝင်ဝင်မရှိပါဘူး။တို့ရတွင်ဟာမန်ဆိုတဲ့ပုဂ္ဂိုလ်ကမော်ရဂဲ သူ့ကိုဥမချရကောင်းလားသူနန်းတော်ကိုဝင်လာတဲ့ခါမှာမော်ဒယ်ကဲကသူ့ကိုရှစ်မခိုးရကောင်းလားဆိုပြီးတော့မော်ဒယ်ကဲကိုတတ်ဖို့ကြံ့ရပါတယ်မော်ဒယ်ကဲကိုတတ်ဖို့အတွက်သူကလေဆွဲတိုင်ကိုလှုပ်ထားတယ်တို့ရတွင် နောက်ဆုံးမှာအဲ့ဒီလေဆွဲတိုင်ကမော်ဒယ်ကဲအတွက်မဟုတ်ဘဲနဲ့အဲ့ဒီဟာမန်ပဲသူလှုပ်တဲ့လေဆွဲတိုင်မှာသူပြန်ပြီးတော့အသက်သေဆုံးသွားခဲ့တယ်ဆိုတော့တွေ့ရပါတယ်တကယ်တော့သူကမော်ဒယ်ကဲကိုမကောင်းလှုပ်ဖို့အတွက်ကြံ့စီတာဖြစ်ပါတယ်တို့ရတွင်ဘုရားသခင်အဲ့ဒါကိုပြောင်းလဲပြစ်လိုက်တယ်မော်ဒယ်ကဲက နန်းတော်တကားဆောင်ဘုရားနေပြီးတော့ရှင်မင်းအာရွှေယူပြီးရင်ဒီအင်ပါယာတစ်ခုလုံးမှာအကြီးမြတ်ဆုံးသူဖြစ်မော်ဒကဲကချီးမြှောက်ခြင်းကိုခံရတယ်ဘုရားအသက်တာထဲမှာအဆိုးတွေကြုံတွေ့နိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအဆိုးတွေကိုဘုရားကအကောင်းဘက်ကိုပြောင်းလဲပြစ်နိုင်တယ်သင်မာသာယုံကြည်ခြင်းရှိမှဆိုရင်သင်မာသာကောင်းတဲ့စိတ်နှလုံးရှိမှဆိုရင်သင်မာသာဘုရားကိုခါသီးမသွားဘဲနဲ့ဘုရားသခင်ကိုမျှော်လင့်ပြီးတော့အကောင်းဆုံးအသက်ရှင်မှဆိုရင်ဘုရားသခင်ကသင်ရဲ့ဆိုးဝါးတဲ့အခြေအနေကိုအကောင်းဘက်ကိုပြောင်းလဲပြစ်မှာဖြစ်ပါတယ် ။အဲကြောင့်မို့ယောသတ်ဒန်ယီလာမော်ဒကေသူတို့ရဲ့ဘဝအတ္တတာမှာသူတို့ကိုစိုးဝါအောင်သူတို့ကိုတပ်ဖြတ်ပြစ်ဖို့သူတို့ကိုမကောင်းကြံစီတဲ့လူတွေရှိတော်냐လဲဖျားသခင်ကအဲ့ဒီຢာတွေကိုအကောင်းဘက်ကိုပြန်ပြီးတော့ပြောင်းလဲဖြစ်လိုက်တယ်။သင်ဘဝမှာလည်းကြာရောက်လာမဲ့စိုးဝါမှုတွေကိုဖျားသခင်ကအကောင်းဘက်ကိုပြန်ပြီးတော့ပြောင်းလဲပြစ်နိုင်ပါတယ်။ဒါကြောင့်မို့သင်ကမျှော်လင့်ချက်မဲ့မသွားဘူး။ဘဝကြီးကိုခါသေးစွာအသက်မရှင်ဘူး။လူတွေပေါ်မှာလည်းမနာကြည့်ဘူး။ ကောင်းတဲ့စိတ်နေသဘောထားနဲ့ပဲလူတွေကိုတုံ့ပြန်မယ်။ဖယားသခင်ပေါ်မှာလည်းယုံကြည်ခြင်းအပြည့်အဝရှိမယ်ဆိုရင်ဖယားသခင်ကသင်ပေါ်မှာကြောက်လာတဲ့အဆိုးတွေကိုအကောင်းဘက်ကိုပြန်ပြီးတော့ပြောင်းလဲပြစ်မယ်ဆိုတဲ့အကြောင်းကိုဝင်းကားပါလေ။အားလုံးပေါ်မှာဖယားရှင်ကောင်းကြီးပေးပါစေ။